ပြည့်အကာလာထပ်မံတက်တန်ထွားတဲ့နောက်ရမှာပဲစကောင်စီကဒီကနေ့မေလ9ရက်မနက်စောပိုင်းလူအများအိမ်မော်ကြနေချိန်မှာစကိုင်းတိုင်းကောလင်းမြို့နယ်ချင်းပြည်နယ်မင်းတပ်မြို့တို့ကိုပုံကျဲတိုက်ခိုက်ခဲ့ပါတယ်။ကောလင်းမြို့နယ်အရှိချံကရှောက်ပင်ချုံကြီးရွာကိုဒီကနေ့မနက်အစောပိုင်းတနင်္ဂနွေ9မိနစ်ခန့်နဲ့မင်းတပ်မြို့နယ်တနေရွာကိုမနက်တနင်္ဂနွေမိနစ်20လောက်မှာလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာလို့ဒေသတွင်သတင်းမြစ်တွေကပြောပါတယ်။ကောလင်းမြို့နယ်ရဲ့ဘုံကျဲတိုက်ခိုက်မှုကိုမန္တလေးတိုင်းတရဦးလီတက်ကနေတက်လာတဲ့ဇက်တိုက်လေရင်က ဘုံနှလုံးကျဲချခဲ့ပြီးနေအိမ်နှလုံးထိခိုက်ပျက်စီးပေမဲ့လူသူထိခိုက်မှုမရှိဘူးလို့ Calling PDF ကအသိပေးပါရယ်။စစ်နေသားကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မင်းတပ်ကိုလည်းချက်တိုက်လေရင်နဲ့ဘုံကျဲတာဖြစ်ပြီးထိခိုက်ပျက်စီးမှုအခြေအနေကိုမသိရသေးဘူးလို့မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တရင်ရင်မြတ်ကပြောတာပါ။ပြီးခဲ့တဲ့မတ်လ28ရက်ကလောက်ခတ်ခဲ့တဲ့ငလျင်ကြီးပြီးရှောက်ဖွဲ့ကဲစရင်နဲ့အပြည့်လျက်ထူထောင်ရေးအတွက်ဆိုပြီးစက်ကောင်စီကဧပြီလကိုအပြည့်ရကျင်းညာခဲ့တာပါ အဲ့ဒီနောက်မေလ6ရက်ကနေ31ရက်ထိစကောင်စီကထပ်မံအပြစ်ရတတန်တိုးလိုက်ပါတယ်။အပြစ်ရကျင်းပပေးမယ်စကောင်စီကလေချောင်းကနေစက်တိုက်တိုက်ခတ်မှုတွေပြုလုပ်နေဆဲဖြစ်ပါတယ်။ NUG ရဲ့စည်ရင်အရာငလျင်ကြီးလုတ်ခတ်ခဲ့တဲ့မက်လာ28ရက်ကနေအခုမေလ2ရက်ထိ36ရက်အတွင်းစကောင်စီရဲ့လေချောင်းတိုက်ခတ်မှုအကြိမ်ရေ280ကျော်ရှိခဲ့ပြီးတေဆုံးသူ256ဦးနဲ့ဒဏ်ရာရသူ456ဦးရှိခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်ရှင်။